တူဂရိုင်းကလည်းခုလိုဖြစ်လာမှာကိုမတင်ခင်မိပါဘူးဆိုရဲကိုရှိုင်း အောင်မဲမေလာပါရှင်စကိုင်းကရေခဲချောင်းတဲ့လေးကိုဆိုင်ကတော့အခုဆိုရင်ပရဟိတလူတွေတွေလောက်ကိုင်းနေရင်တဖက်မှာလေးကိုဆိုင်က အလုံးရဲ့အချက်တွေကိုအပြေဝရရှိလာခဲ့ပြီဖြစ်ပါတယ်ကိုဆိုင်ရတော့သူရရှိတဲ့အလူငွေလေးတွေနဲ့လည်လင်ပေးတဲ့ရွာတွေကိုသူကရင်တွားရောက်ကလူတန်းထောက်ပံ့ပေးနေလျက်ရှိပါတယ်ကိုဆိုင်ကစေတနာကောင်းပြီးပရဟိတလူတွေဆောင်ရွက်ပေးတဲ့သူဖြစ်တာကြောင့်လည်းအခုဆိုရင်သူရဲ့စေတနာကသူ့အချိုးပြန်ပေးလာခဲ့ပြီဖြစ်ပါတယ်ကိုဆိုင်က ရေခဲတစ်တာလေးကိုမကြတိမင်ကလက်ဆောင်ရရှိခဲ့တယ်လို့ ို့ခုဆိုရင်လည်းစံကေအသက်တစီကိုထမရရှိသွားပြီဖြစ်ပါတယ် ်ကိုရှိုင်ကို Lady Grace Diamond လမ်းစိန်တိုက်မိသားစုအနေနဲ့စိုက်ကဲအစ်လေးတစီကိုဝယ်ပြီးခဲ့ပါတယ်စီတနာကောက်နဲ့ရေခဲချောင်းတဲ့ကိုရှိုင်ကတော့အခုစိန်စိုက်ကဲအစ်လေးတစီကိုရရှိသွားခဲ့ပါပြီအဲအချောင်းတွေကိုလည်းကိုရှိုင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်ကိုရှိုင်ကကျွန်တော်ကိုအခုလိုဝိုင်းပြီးချစ်ခင်အားပေးကြလို့အရန်ကိုပြောပါတယ်အခုလိုကြီးအားပေးခင်ရမယ်လို့ဘယ်တော့ကားမှမမျှော်လင့်ထားပါဘူးအခုလောက်ကြီးအစင်ပြေလာနိုင်လိမ့်မယ်လို့ခရိုင်လောကမတင်ထားခဲ့ဘူးပေါ့နော်ကျွန်တော်လေပရဟိတလူလေးတွေမှာ တနိုင်တဲ့ဘက်ကနေစူးစမ်းပြီးကုညီပေးသွားမယ်။ဒီထဲမှာကပူပြီးလှူဒန်းပေးသွားခြင်းမရင်းဆိုပြီးပြပြလာခဲ့ပါတယ်။ question ကတော့ဆိုင်ကအတက်တစီရရှိသွားပြီလို့အရင်ကကျင်းနူပြည်တိဖြစ်နေရကိုလည်းတွေ့ရပါတယ်။အရင်ပုံမှာလည်းပြည်တွေကဝန်တာနေကြပြီးကိုရှိုင်းကိုအားပေးနေကြပါတယ်။စကိုင်းကရီခဲချောင်းတဲလေးကိုရှိုင်းကတော့အခုစိန် သူရရှိခဲ့တဲ့ခုနှစ်သားသမီးတွေရဲ့အလှူငွေတွေနဲ့တကယ်ခက်ခဲဖြစ်နေတဲ့နေရာတွေစီကို သူကရိုင်းကိုခြေကိုနဲ့အတူတူတော်ရလွတ်တန်းပေးခဲ့ပါတယ်။ကိုရှိုင်းကဇကိုင်းကငလင်ပေးတဲ့ရွံငယ်လေးကိုသူရရှိခဲ့တဲ့အလှူငွေ340ခန်းကိုလွတ်တန်းပေးခဲ့တာပါ။ကိုရှိုင်းကတော့ကယ်ဆယ်ရေးတွားရောက်မဲ့သူတွေကိုရေခဲချောင်းတွေပေးဝေးလွတ်တန်းပေးခဲ့ပါတယ်။သူရဲ့မွန်မြတ်လာတဲ့စိတ်ထားလေးရလေတကယ်ကိုလေးစားစရာပဲဖြစ်ပါတယ်။ဒါပြင်ရေခဲချောင်းတဲ့ကိုရှိုင်းကရောဝတ်တီစိန်ဆိုင်မှာရရှိခဲ့တဲ့ကွန်ပျူတာစုငွေတွေကိုလည်းငလင်ပေး ၄သိန်းပြည်သူတွေအတွက်ပြည်လဲတူတန်းပေးခဲ့ပါရယ်။ကိုရှိုင်ကတော့ဘဝလန်းချမ်းမှာယူသားကျူးစားနေတဲ့ဒုတိယဖြစ်ပြီးသူရဲ့ဘဝလီကတော့မြေကြီးတွေနဲ့သာပြတ်တန့်ခဲ့ရတဲ့အချိန်တွေများတယ်လို့ဆိုပါရယ်။ အခုဆိုရင်ကိုရှိုင်းတရားအလုံးရဲ့ချစ်ခင်အာဘိမှုတွေကိုရရှိနေပြီဖြစ်ပါတယ်။ကိုရှိုင်းကသူ့ရဲ့တတော်ဘောကနီလေသူကရရရှိခဲ့တဲ့ခုနှစ်သားသမီးအလူငယ်လေးတွေကိုသူကရန်တော်ရလူတန်ပေးနေတဲ့ဗီဒီယိုလေးတွေကိုလည်းမျှဝေပေးထားခဲ့ပါတယ်။ကိုရှိုင်းကရေခဲထုံရောင်းနေရဆယ်နှစ်ရှိပြီဖြစ်ပြီးဒီလိုလေးနဲ့ပဲလုံရတာဝတ္တနာပါပြီးတော့ပျော်ချမ်းကိုလည်းပြပြလာခဲ့ပါတယ်။ကိုရှိုင်းကတော့ခုဆွဲသူရရှိခဲ့တဲ့အလူငယ်လေးတွေကိုရေပေးတဲ့ပြည်သူတွေစီကိုနိုင်အားရဖက်ကနေပါဝင်လူတန်ပေးခဲ့ပြီးဖြစ်ပြီးအရေးပေါ်မှာလည်းကိုရှိုင်းကို ပရိသတ်တွေကအပိချစ်ခင်နေကြပြီးမန်ဒရီမှာလည်းအမျိုးမျိုးစုတောင်းပေးထားကြပါတယ်။အခုဆိုရင်ကိုရှန်ကသူရရှိတဲ့အလူငွေလေးတွေနဲ့ငလင်ပေးတဲ့ရွာလေးတွေကိုသူကရိုင်းသွားရောက်ကလူတန်းထောက်ပံ့ပေးနေပါတယ်။အခုစရင်ကိုရှိုင်းလဲစေတနာကောင်းလို့ကိုရိုင်းကလည်းခံကောင်းလာပြီးဖြစ်ပါတယ်။ကိုရှိုင်းကတော့သူရရှိလာမဲ့အလူငွေလေးတွေကိုလည်းလိုအပ်မဲ့နေရာလေးတွေကိုချက်မှန်ပြီးတော့လိုတဲ့ထောက်ပံ့ပေးသွားအောင်လို့လည်းပြောပြလာခဲ့ပါတယ်။